္ဂလာပါခင်ဗျာအခုချိန်ကစပြီး2025ခုနှစ်ဇွန်လ15ရက်နေ့ Radio NUG ရဲ့မနက်ခင်းစီးရီးသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ຫນွေဦးနိုင်ပါ အခုပထမဆုံးတစ်ပုဒ်အနေနဲ့တံပြူစရက်ရေးလမ်းပိုင်းမှာမွန်တော်လိုင်းတက်တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့စစ်ကောင်စီတပ်သား2ဦးသေဆုံးတဲ့တဲ့တင်ကိုတင်ပြပေးပါမယ်။မွန်ပြည်နယ်တံပြူစရက်ရေးအမှတ်၈ပြည်တော်စုလမ်းမကြီးပေါ်မှာမွန်တော်လိုင်းတက်ဖွဲ့တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့စစ်ကောင်စီဘက်က2ဦးသေဆုံးခဲ့တယ်လို့ရာမညကော်လမ်ကသတင်းထုတ်ပြန်ထားပါတယ်။ဇွန်လ23ရက်နေ့နေ့လယ်12:00ခွဲကမှကုံမြင့်တာယာကြီးရွာနဲ့ကလိုင်ဘတော်ကြီးရွာအနီးမှာရာမညမွန်တက်တော်ရာမညစစ်ကြောင်းနဲ့စစ်ကောင်စီတက်တို့နိုင်ဝက်ကတိုက်ပွဲဖြစ်ပွား ွားခဲ့တာပါတိုက်ပွဲအတွင်းစစ်ကောင်စီတပ်သား၂ဦးသေဆုံးက၅ဦးဒဏ်ရာရခဲ့ပြီးတော့မွန်တိုလန်ยีပူပေါင်းတပ်ဖက်ကထိခိုက်မှုမရှိခဲ့ဘူးလို့ယာမညာကော်လန်ကဆိုထားပါတယ်တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်စစ်ကောင်စီတပ်ကလက်နက်ကြီးများဖြင့်ရန်တမ်းပစ်ခတ်နေတာကြောင့်ပြည်သူလူထုအနေနဲ့မိမိတို့နေထိုင်ရာဒေသအနီးပတ်ဝန်းကျင်ရှိစီရီတရင်များကိုနားဆွင့်ကလက်နက်ကြီးနဲ့လေကြောင်းအန်တီကိုတတိရှိရှိနေထိုင်ကြဖို့ကိုလည်းတိုက်တွန်းထားပါရခင်ဗျာ ဆက်လက်ပြီးမြို့စုစစ်တောင်းမြစ်ကူတရားကိုအင်အားဖြည့်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ကိုတိုက်ခိုက်ခဲ့ရာခုနှစ်ဦးကတည်ဆုံတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ပဲခူးတိုင်းတန်တပင်မြို့နယ်မြို့စုရွာစစ်တောင်းမြစ်ကူတရားကိုအင်အားဖြည့်ရန်ရောက်လာတဲ့စစ်ကောင်စီစစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာမှာစစ်ကောင်စီတပ်သားခုနှစ်ဦးကတည်ဆုံခဲ့တယ်လို့တောင်ငူခရိုင်3932တတ်ရင်တက်ခွေးနှစ်ကထုတ်ပြန်ထားပါတယ်။ဇွန်လ12ရက်နေ့မနက်9:00နာရီကမှမြို့စုရွာအတွင်ဝင်ရောက်လာတဲ့စစ်ကောင်စီအင်အား120ခန်းပါစစ်ကြောင်းကိုလက်နက်ငယ်89ဒရုန်းတို့ဖြင့်တိုက် က်ခိုက်ခဲ့တယ်လို့ဆိုပါတယ်မိနစ်30ခန့်ကြာမြင့်ခဲ့တဲ့တိုက်ပွဲအတွင်းစစ်ကောင်စီတပ်သား9ဦးခန့်တိဆုံပြီးတော့ထိခိုက်မှုတချို့ရှိခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီတပ်ကလည်းလက်နက်ငယ်လက်နက်ကြီးများဖြင့်ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ပေမဲ့အထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကိုတောင်ငူခရိုင်တရင်3932တရင်3932တက်ခွဲနှစ်နဲ့အုတ်တွင်းပကဖအဖွဲ့တို့ကပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်ဒါအပြင်တောင်ငူလိတ်သူလမ်းတလျှောက်အင်အားဖြည့်နေတဲ့စစ်ကောင်စီစစ်ကြောင်းကိုမုံကုံထုံးပူကြီးကြေးရွာ အနီးမှာတရင်3937တက်ခွဲ1တက်ခွဲ2နဲ့ KNU တက်မဟာ2တရင်5လက်အောက်ကကန်းနီကြားဒေသကာကွယ်ရေးအဖွဲ့တို့ကကြားပြတ်တိုက်ခိုက်ခဲ့ပါသေးတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့ပလဲမှာလမ်းမပြီးတော့ရောက်လာတဲ့စစ်ကောင်စီဒုတက်ချက်တအူးကိုဖမ်းဆီးရမိတဲ့တဲ့ငကိုတင်ပြပေးပါမယ်။စကိုင်းတိုင်းပလဲမြို့နယ်မှာတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်လူစုကွဲပြီးတော့လမ်းမကတော်လန်ရေးတပ်ဖွဲ့ရီစီကိုရောက်လာတဲ့စစ်ကောင်စီဒုတက်ချက်တအူးကိုဖမ်းဆီးရမိခဲ့တယ်လို့မောင်းသတင်းဌာနကဖော်ပြထားပါတယ်။ဆွန်လ9ရက်နေ့ကအင်မတီရွာကနေကန်တောင်ချေးရွာကိုစစ်ကူသွားတဲ့စစ်ကောင်စီစစ်ကြောင်းနဲ့တော်လန်ရေးတပ်ဖွဲ့ရီတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့ထွက်ပြေးဆုတ်ခွာရင်းစစ်ကောင်စီဒုတိယတက်ချက်စိုးဝင်းဟာလူစုကွဲကတော်တဲ့လမ်း ြောက်နေခဲ့တာလို့ဆိုပါတယ်။၎င်းဒူးတက်ချက်ဟာဇွန်လ10ရက်နေ့မနက်2:00နာရီခန့်မှာတော်လန်ဤတပ်ဖွဲ့ရိရှိယာကိုလန်နန်နဲ့တကွာလမ်းမပြီးတော့ရောက်လာတာကြောင့် ဖမ်းဆီးခဲ့တယ်လို့ရင်းမပင်ခရိုင်အမှတ်၁၂တက်ရင်တက်ခွဲမှုကဆိုပါတယ်ဒုတိယတက်ချက်စိုးဝင်းစီက MA 11တက်လက်အီနာဂါဘုံဒီနှလုံး G အတောက်200ကိုတင်စီရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်၎င်းကိုဖမ်းဆီးပြီးတဲ့ချိန်မှာတော်လန်ရေးတက်ဖွဲ့ရီစီကိုအလင်းဝင်ရောက်တာမျိုးလှုပ်ဆောင်မယ်လို့ပြောဆိုခဲ့ပေမဲ့လည်းစိတ်မချရတဲ့အတွက်ကြောင့်အခြေအနေစောင့်ကြည့်ပြီးတော့ဆက်လက်ထိန်းသိမ်းထားမယ်လို့သိရပါတယ်ခင်ဗျာ ဆက်လက်ပြီးဆေပင်ကျုံရွာပြူစကန်းသိန်းတိုက်ပွဲမှာပြူစောတီ18ဦးကိုအရှင်ဖမ်းဆီးရမိခဲ့တဲ့တဲ့တင်ကိုတင်ပြပေးပါမယ်။စကိုင်းတိုင်းရွှေဘုံမြို့နယ်ဆေပင်ကျုံပြူစောတီရွာကအထိုင်စကန်းသိန်းတိုက်ပွဲမှာပြူစောတီ18ဦးကိုအရှင်ဖမ်းဆီးရမိခဲ့တယ်လို့ရွှေဘုံခရိုင်အမှတ်18တပ်ရင်းကထုတ်ပြန်ထားပါရီ။ဇွန်လ9ရက်နေ့မနက်9:00နာရီခွဲအချိန်မှာစတင်ချင်းကပ်တိုက်ခိုက်ခဲ့ပြီးတော့6:15နာရီမိနစ်မှာအထိုင်စကန်းအားလုံးကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့ဆိုပါရီ။တိုက်ပွဲအတွင်းပြူစောတီတအူးတီဆုံးခဲ့ပြီးတော့18ဦးကိုအရှင် ဖမ်းဆီးရမိခဲ့က G3 သက်နက်2လက်ကားပိုင်း6လက်စစ်နက်ဘုတ်2လက်နဲ့ဆက်ဆက်ပစ္စည်းများကိုတင်စီရမိခဲ့တယ်လို့သိရပါတယ်။အဆိုပါစကန်သိန်းတိုက်ပွဲကိုရွှေဘို KI အမှတ်23 28 25 26 69 36 18 31 31 1တရင်များနဲ့နေမြီပကဖအဖွဲ့များကပူးပေါင်းဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။တိုက်ပွဲအတွင်စစ်ကောင်စီတပ်က Wine Tray ဖြင့်ဘုံဒီ16လုံးကျေချခဲ့ပြီးတော့အခြားပြူရွာများကလည်းလက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ပေမယ့်အထူးခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာ။ ဆက်လက်ပြီးဘားကက်မှာစစ်ကောင်စီတပ်ကပြည်သူ၅ဦးကိုတပ်ဖြတ်ပြီးတော့ရုပ်အလောင်းများကိုရေတွင်းထဲပစ်ချတဲ့တဲ့တင်ကိုတင်ပြပေးပါမယ်။ကချင်ပြည်နယ်ဘားကက်မြို့မှာရောက်ရှိနေတဲ့စစ်ကောင်စီတပ်စစ်ကြောင်းကပြည်သူ၅ဦးကိုတပ်ဖြတ်ပြီးတော့ရုပ်အလောင်းများကိုရေတွင်းထဲကိုပစ်ချခဲ့ကြောင်းဒေသခံတရင်ရင်းမြင့်များမှသိရပါဗျ။ဇွန်လ14ရက်နေ့မော်စီစာကြီးရွာတောင်ရကုန်းအနီးတစ်ဝိုက်မှာစစ်တပ်စကားခ၃မှဘူမှုဇော်ဝင်ဦးဆောင်တဲ့စစ်ကြောင်းကပြည်သူ၄ဦးကိုတပ်ဖြတ်က၎င်းတို့ရဲ့ရုပ်အလောင်းများကိုရေတွင်းထဲကိုပစ်ချခဲ့တဲ့အပြင်လမ်းဘေးမှာပြည် သူတို့အုပ်ကိုလည်းပြစ်တက်ထားခဲ့တယ်လို့သိရပါတယ်။ဇွန်လ14ရက်နေ့ညနေပိုင်းမှာလေဖားကန်းမြို့နယ်လုံခင်ချေးရွာအနီးလမ်းဘေးမှာစစ်ကောင်စီတပ်ကပြစ်တက်ထားတဲ့ရုပ်အလောင်းတစ်လောင်းကိုထပ်မံတွေ့ရှိခဲ့ပေမဲ့လေတည်ဆုံးသူရဲ့အထောက်အထားကိုမသိရသေးဘူးလို့သိရပါတယ်။စစ်ကောင်စီတပ်များဟာဖားကန်းမြို့နယ်အတွင်းဝင်ရောက်လာတဲ့အချိန်ကစတင်ပြီးရဲသားပြည်သူ32ဦးကိုတပ်ဖြတ်ခဲ့ပြီးတော့လက်နက်ကြီးများဖြင့်ပစ်ခတ်မှုကြောင့်ဒဏ်ရာရသူများလည်းရှိတယ်လို့သိရပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့မင်းတိုင်းပင်ရွာနဲ့အနီးပတ်ဝန်းကျင်ကိုစစ်ကောင်စီကချက်ဖိုက်တာ၄စင်းဖြင့် ပုံကျဲတိုက်ခိုက်တဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။စကိုင်းတိုင်းပလဲမြို့နယ်မင်းတိုင်းပင်ရွာနဲ့အနီးပတ်ဝန်းကျင်ကိုစစ်ကောင်စီကချက်ဖိုက်တာ၄စင်းဖြင့်၄ချိန်တိုင်ပုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဒေသခံတွေစီကသိရပါတယ်။ဇွန်လ၁၄ရက်နေ့မနက်၉နာရီမိနစ်၂၀ခန်းမှ၁၀နာရီမိနစ်၂၀ခန်းအတွင်းချက်ဖိုက်တာ၄စင်းဖြင့်ပုံချတိုက်ခိုက်ခဲ့ရမှာပြည်သူ၂ဦးထက်မနည်းဒဏ်ရာရခဲ့ပြီးတော့နေအိမ်တွေမီးလောင်ပျက်စီးခဲ့ရတယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့ဇွန်လ၂ရက်နေ့တည်းက ်ကောင်းရဲစခန်းကို PNL ကဝင်ရောက်တိုက်ခိုက်ခဲ့ရာတိုက်ပွဲပြင်းထန်နေပြီးတော့ကန်တောင်းရွာမင်းတိုင်ပင်ရွာအပါအဝင်အနီးနားမှာကြေးရွာ20ကျော်နေရဲဆုံးကွာတင်းရှောင်နေရတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ဇွန်လ10ရက်နေ့နေ့လယ်12:15မိနစ်ကန်ကလည်းကန်တောင်းစခန်းတိုက်တိုက်ပွဲမှာ Jet Fighter တစ်စီးကိုတိုက်ချနိုင်ခဲ့ပြီးတော့စပါစီရွာဖုန်ကြီးချောင်းတဲကြားရောက်ပျက်စီးခဲ့ပါသေးတယ်ခင်ဗျာ။ ဆက်လက်ပြီးစကိုင်းမြို့နယ်ချောင်းမကြီးရွာတဲနဲ့ကင်းရွာမှာရှိတဲ့ပြည်သူပိုင်နေအိမ်များကိုအကြမ်းဖက်စစ်သားများမှမီးရှို့ဖျက်ဆီးကကျောင်းတိုင်းဆရာတော်အပါဝင်၄ဦးအားပြစ်တတ်တဲ့တရင်ကိုတင်ပြပေးပါမယ်။ဇွန်လ၁၄ရက်နေ့မှာစကိုင်းမြို့နယ်မြောက်ချမ်းချောင်းမကြီးရွာတဲနဲ့ကင်းရွာတဲရှိအကြမ်းဖက်စစ်ကောင်စီတပ်သားများဟာရွာနှစ်ရွာထဲမှာရှိတဲ့ပြည်သူပိုင်နေအိမ်များကိုမီးရှို့ဖျက်ဆီးနေကြောင်း Wallet Informational Network မှတရင်ထုတ်ပြန်ထားပါတယ်။ဒါအပြင်လွန်ခဲ့တဲ့၃ရက်ကလည်းကင်းရွာမှာရှိတဲ့စူတောင်းပြည်ဖုန်ကြီးကျောင်းမှာရှိတဲ့ကျောင်းတိုင်း ရာတော်တပါဆရာတော်ရဲ့မိခင်နဲ့ရောက်ပါဖြစ်သူတို့ကိုပြစ်တက်ခဲ့ကြောင်းဒေသခံများထံမှသိရပါတယ်။အလားတူလွန်ခဲ့တဲ့တရက်ခန်းကလည်းချောင်းမကြီးရွာတဲ့ရှိစစ်ကောင်စီတပ်သားများဟာလက်နက်ငယ်များဖြင့်ပြစ်ခတ်ခဲ့ရမှာအသက်40ခန်းအရွယ်အမျိုးသမီးတဦးအားထိမှန်ပြီးတော့တီဆုံးကအမျိုးသမီးနှစ်ဦးလက်မောင်းမှာကြီထိမှန်ခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့ Maryland ကာကွယ်ရေးတပ်ဖွဲ့အခြေခံစစ်တင်နဲ့အပတ်စဉ်လီတင်းနှင်းစင်ပွဲပြုလုပ်တဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ Maryland မြေအုပ်ချုပ်ရေးကောင်စီ Maryland ကာကွယ်ရေးတပ်ဖွဲ့မှစီစဉ်တဲ့အခြေခံစစ်ပညာသင်တန်းအပတ်စဉ်လီတင်းနှင်းစင်ပွဲအခမ်းအနားကိုဇွန်လ17ရက်နေ့ကအောင်မြင်စွာပြုလုပ်ခဲ့တယ်လို့ထုတ်ပြန်ထားပါရီ။အဆိုပါတင်းနှင်းစင်ပွဲအခမ်းအနားကို Maryland မြေအုပ်ချုပ်ရေးကောင်စီတာဝန်ရှိသူများ Maryland ကာကွယ်ရေးတပ်ဖွဲ့မှတပ်မှုများမဟာမိတ်တပ်မှုများနဲ့တိုက်နေကြီးရွာများကကိုယ်စားလှယ်အသီးသီးတက်ရောက်ချင်းမြင်ခဲ့ကြတယ်လို့ဆိုပါ ါတယ်။တင်တန်းကာလအတွင်းလူအပ်တာတွေကိုကူညီပံ့ပိုးပေးခဲ့တဲ့ပြည်တွင်းပြည်ပကမရာပြည်သူလူထုနဲ့ရခိုင်အမျိုးသားအဖွဲ့ချုပ်အာရခတတော်တို့ကိုအထူးကျေးဇူးတင်ရှိပါကြောင်းဖော်ပြထားပါတယ်ခင်ဗျာ။အခုတင်ပြခဲ့တဲ့စီးရီးသတင်းကောင်းထုတ်ချက်တွေကိုတော့ Radio NUG သတင်းတောင်မင်းစစ်သွေးနဲ့ Carshell 2ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ။